မနေ့ကအာဆင်နယ်နဲ့ပွဲမှာဆိုရင်လည်းပိတ်သက်တချို့ကကျတော့အခွင့်ပြင်းမှာဆန္ဒပြနေရဗျာပိတ်သက်တချို့ကကျတော့ဒီကွင်းထဲမှာမယုံနိုင်လောက်အောင်အားပေးနေတယ်ကျွန်တော်တို့ထက်ပိုကောင်းတဲ့အသင်းတွေလက်ရှိချိန်မှာကျွန်တော်တို့ထက်ဒီ systematic ပို့ပြီးတော့ကြာနေတဲ့အသင်းတွေနဲ့တွေ့တဲ့အခါမှာလုံးလုံးဆော့တာပြဿနာတော့မရှိဘူးသူကတော့ဗျာဒီနောက်ပိုင်းမှာအသင်းအနေနဲ့အများနဲ့လုံးလုံးဆော့တော့မှာမဟုတ်ဘူးလို့ပြော Hello အားလုံးပဲမင်္ဂလာပါ Glory United YouTube Channel နဲ့ Facebook မှာကြိုဆိုပါရစေ။ကျွန်တော်တို့မင်းညာအာဆင်နယ်ပွဲပြီးမှာဆိုရင်ကျွန်တော်နီးပြရူပင်အမွန်လေးပြောတော့တဲ့အကြောင်းအရာလေးရှိတယ်။ဆိုတော့အကြောင်းအရာလေးဒီပုံမှာကျွန်တော်ရဲ့အမြင်လေးအနေချင်းကိုကျွန်တော်ညီကိုရင်းနဲ့တူတူဆွေးနွေးသွင်းသက်သွားချက်တယ်။ ဆိုတော့ပထမဆုံးအနေနဲ့ဒီမှာရူဘင်အမော်ရင်ပြောသွားတာကျွန်တော်တို့မနေ့ကပွဲတင်ကိုကြည့်မယ်ဆိုရင်အာဆင်နယ်အသင်းကကျွန်တော်တို့အသင်းထက်ပိုပြီးတော့ position မိုင်းတာရရှိခဲ့တယ်။ကျွန်တော်တို့ Manchester United အသင်းကလိုဘလော့နဲ့ကစားဖို့ရပြင်ဆင်လာတယ်။ဆိုတော့ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့ကျွန်တော်တို့အသင်းကဒီအနိုင်ရရှိဖို့ရထိုက်တဲ့နယ်ဆိုတော့ပြောဖို့ရတော့ခက်တယ်။ဒါပေမဲ့ကျွန်တော်တို့ဒီတကယ်တမ်းပွဲတဲ့ရခဲ့တဲ့အခွင့်အရေးတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ Manchester United အသင်းကအနိုင်ရရှိဖို့ရနှီးဆက်ခဲ့တယ်။ဒါပေမဲ့အာဆင်နယ်အသင်းရဲ့ကိုယ်စားမတီဒေးဗစ်ရောတာအကောင်းဆုံးလက်ဆန်းပြောက်သားခဲ့တယ်ပေါ့။ မနေ့ကပွဲမှာဆိုရင်ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်ရအာဆင်နယ်တင်ရအမှောက်ကိုစောင့်ပြီးတော့ကစားဖို့ရပြင်ဆင်လာတယ်ပြီးတော့ဒီလက်ရှိချိန်မှာအကောင်ဆုံးတင်နေတဲ့တင်ဖြစ်နေတဲ့ဟိုအာဆင်နယ်တင်ကိုဘယ်လိုခုခံကစားရမလဲဆိုတာမျိုးဘယ်လိုတုံ့ပြန်ကစားရမလဲဆိုတာမျိုးကိုလည်းအကောင်ဆုံးနီးလန့်ရှာတွေ့ခဲ့ရဆိုပြီးတော့သူကတော့ပြောသွားတယ် ဒါကတော့ကျွန်တော်ဒီပွဲမဆခင်နေရလဲကျွန်တော်လည်းမျှော်လင့်ပေးသားပါကျွန်တော်တို့ကလက်ရှိအချိန်မှာနှစ်သင်းအချိန်နေရဆိုရင်အာဆင်နယ်သင်းကိုလိုဘလိုကလွဲပြီးတော့တခြားဆော့ရမဲ့ပုံစံအခုတက်ပူကောင်းတဲ့ပုံစံရှိတယ်လို့လည်းကျွန်တော်ကတော့မမြင်ဘူးဆိုတော့မနေ့ကလိုဘလိုဆော့ခဲ့တာအမှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ပဲကျွန်တော်ကတော့မမြင်တယ်ပြီးတော့ဒီမှာရူဝင်အမိုရင်းလိုဘလိုနဲ့ပတ်သက်ပြီးတော့ပြောသွားတာလည်းရှိတယ်အဲ့ဒါကတော့ဒီသူ့အနေနဲ့ပေါ့သူတပြည့်ပြကျွန်တော်မန်ချက်စတာယူနိုက်တက်တင်းရဲ့နီးပြတယောက်ရဲ့လို့ဖြစ်နိုင်ရင်အမြဲတမ်းကြီးလိုဘလိုနဲ့ဆော့လို့တော့မကြဘူးပေါ့ ဟိုမနေ့ကပွဲမှာဆိုရင်တော့ကျွန်တော်တို့ကဒီအနိုင်ရရှိဖို့အတွက်ဆိုရင်ဒီနီလန်းကပဲအကောင်းဆုံးဖြစ်တယ်ဆိုတော့အတွက်အသင်းကလိုဘလော့ဆော့ခဲ့ရတယ်ဟိုအသင်းဖန်တွေနဲ့စိတ်ပြတ်မယ်ဆိုတော့တည်ရဗျာဒါပေမဲ့ကျွန်တော်အသင်းကတစ်ခါတလေအချိန်နှောင်းအချိန်နှောင်းအချိန်နှောင်းပေါ်မှာမူတည်ပြီးတော့လိုဘလော့ဆော့ရတဲ့အခါမျိုးတွေလည်းရှိကောင်းရှိလိမ့်မယ်ပေါ့ ဒါပေမဲ့တရားအမှုကကျွန်တော်တင်ရတဲ့ချူချမ်းပါဆိုရင်တော့လိုးလို့ပဲအများနဲ့ဆော့မှာတော့မဟုတ်ဘူးဆိုတော့အဲ့ဒီအတွက်လည်းဒီပိသက်တွေအနေနဲ့နားလည်ပြနိုင်မယ်ဆိုပြီးတော့သူကပြောသွားတယ်ဆိုတော့မနေ့ကအာဆင်နယ်နဲ့ပွဲမှာလိုးလို့ဆိုတာတော့ကျွန်တော်ဘာမှမပြောလို့ပါတကယ်လည်းလိုးလို့ဆော့ခဲ့တဲ့တယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ဒီကျွန်တော်သတိထားမိလို့ဆိုရင်ကျွန်တော်တို့အသင်းကိုဒီရီယာမိုရင်းဆက်ရောက်ပြီးတော့ခုခုနှစ်ပွဲရှစ်ပွဲလောက်ခိုင်ပြီးတဲ့နောက်ပိုင်းမှာတည်းကအသင်းကပဲအသင်းနဲ့တွေ့တွေ့လိုးလို့ဆန်ဆန်ကစားနေတဲ့ပုံစံမျိုးတွေ့ရတယ်ဗျာဆိုတော့ ဟိုဒါကအသင်းရဲ့အခြေအနေတွေပြီးတော့အသင်းမှာရှိနေတဲ့စကွက်တက်ပြီးတော့အသင်းမှာရှိနေတဲ့ကစားသမားတွေရဲ့ quality ကြောင့်အဲ့လိုမျိုးဆွရတယ်ဆိုတော့နားလည်ပြီးလို့တော့ရတယ်။ဒါပေမဲ့ဗျာတချို့သောအချိန်တွေမှာတချို့သောပွဲစဉ်တွေမှာတော့ဒီ low block ပဲမဟုတ်ခဲ့တဲ့ဗျာ။တခြားခုထက်ပိုကောင်းတဲ့ဒီ battery တစ်ခုနဲ့ဒီ approach လောက်လာတဲ့နယ်လို့ကျွန်တော်ကတော့မြင်တယ် မနေ့ကသူ game plan နဲ့ပတ်သက်ပြီးတော့လည်းပြောသွားတယ်ဒီ game plan အရဆိုရင်လည်းကျွန်တော်တို့ Manchester United တင်ရ Arsenal တင်ကိုဒုတိယပိုင်းမှာမှပို့ပြီးတော့ဖိအားပေးဖို့ရပြင်ဆင်လာခဲ့ရပါဗျာဒါပေမဲ့ဒီကြားထဲမှာ Bruno Fernandes ရဲ့ဥဆောင်ကူနဲ့ကျွန်တော်တို့ကပထမပိုင်းမှာဥဆောင်နိုင်ခဲ့တော့ကိုယ့်ရပို့ပြီးတော့ buff ဖြစ်သွားတယ် မနေ့ကပွဲမှာဆိုရင်ကက်စီမီရိုနဲ့အကောင်ဆုံးဆက်ဆောင်နိုင်ခဲ့တယ်။ဟိုကက်စီမီရိုကသူဒီ high pressing လုပ်ဖို့အတွက်အများကြီးပြီးခိုင်းကပြီးခိုင်းတာမျိုးတွေတော့မလုမလုခိုင်းခဲ့ဘူးပေါ့ဗျာ။အဓိကတော့သူ့အတွက်လည်းအဆင်ပြေဖြစ်ခြင်းလို့ဆိုပြီးတော့သူကပြောတယ်။ပြီးတော့ဒီ short space တွေကိုကောက်ခဲ့ဖို့အတွက်ဆိုရင်လည်းသူကဒီ lane လောက်ကို CCTV နေနဲ့ထားသုံးခဲ့တယ်။အဲ့ဒါလည်းလုံးဖြစ်ခဲ့ရဆိုပြီးတော့သူကပြောသွားတယ် ဆိုတော့ဒီမှာမနေ့ကကစမီရိုးရဲ့ခြေစောင်းကိုကြည့်မယ်ဆိုရင်တော့သူ့ရဲ့ဒီအသက်အရွယ်ရရောဒီပွဲရဲ့ industry ရရောဆိုရင်တော့သူလုံနိုင်ခဲ့တာတစ်ခုပို့ပြီးတော့လုံနိုင်ခဲ့ရလို့ကျွန်တော်ကမြင်တယ်။ဒါပေမဲ့ဒီ Lady Law အပေါ်မှာအမြင်ရတော့ကျွန်တော်နဲ့နည်းနည်းလေးခွဲပြကျွန်တော်ကမနေ့က Lady Law ရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်တချို့ movement တွေမှာဗျာသူ့ရဲ့ဒီ decision making တွေပြီးတော့ဒီတိတ်ကွန်လုပ်တဲ့ action တွေက လိုရတဲ့ပုံပြီးတော့ဒလေးချင်တော့နေလို့ကျွန်တော်ကထင်တယ်ပြီးတော့မနေ့ကခြေစွမ်းကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ကဂိုးမပေးကြရလို့ဒါရန်ကြီးမသိတာဗျာမနေ့ကလင်ဒီလော့အနေနဲ့မှားခဲ့တဲ့အမူမန်တွေရှိရလို့ပဲကျွန်တော်ကတော့မြင်တယ်တခြားတစ်ခုကဒီလင်ဒီလော့ကို CCB အနေနဲ့အမြဲတမ်းကြီးထားတော့လို့အဆင်မပြေဘူးလို့ပဲကျွန်တော်ကတော့မြင်တယ်နောက်တစ်ခုဒီမှာသူပြောတော့တာမနေ့ကပွဲမှာမနေ့ကပွဲကိုကြည့်ပြီးတော့သူ enjoy ဖြစ်တယ်ပေါ့အဲ enjoy ဖြစ်တယ်ဆိုတာအတင်းရဲ့ရာလက်တစ်ခုတည်းကိုကြည့်ပြီးတော့ပြောရမှာမဟုတ်ဘူးအတင်းရဲ့ကစားသမားတွေအနေနဲ့မနေ့ကပွဲမှာနိုင်လို့ချင်းနိုင်လို့ချင်းစိတ်အပြည့်ရှိခဲ့တဲ့အတွက်အဲအဲ့ပွဲပေါ်မှာပို့ပြီးတော့ enjoy ဖြစ်တယ် နောက်ထပ်သူပြောတော့တာဒီမနေ့ကပွဲမှာဆိုရင်အာဆင်နယ်သင်းဟိုတာကျွန်တော်တို့သင်းကပထမပိုင်းမှာဘူးမပေးကြအောင်ဆိုရင်ဒုတိယပိုင်းမှာပို့ပြီးတော့ချက်နေ create လုပ်လာနိုင်မယ်ဆိုတာကိုလည်းသူကြိုသိခဲ့ဆိုပြီးတော့ပြောသွားတယ်ဆိုတော့ဒီ game plan ရဆိုရင်တော့မှန်ပါလေမနေ့ကပွဲကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ Manchester United သင်းက ဒီပထမပိုင်းတက်ဆိုင်ဒုတိယပိုင်းမှာအစနေစင်းကိုပို့ပြီးတော့ချင်းချောင်းနိုင်တယ်ပို့ပြီးတော့အခွင့်အရေးတွေရရှိခဲ့တာမျိုးတွေ့ရတယ်နောက်တစ်ခုဒီမှာသူထပ်ပြောတော့လာကျွန်တော် Manchester United အသင်းကဘယ်တော့မှကြာရှုံးမဲ့အသင်းမဟုတ်ဘူး Declan Rice never die ဆိုပြီးတော့သူပြောသွားတယ်အဓိကတော့သူကအဲ့ဒီဖန်ရဲ့အခြေအနေကိုပြောချင်တာဗျာဒီဖန်ရဲ့အခြေအနေဆိုတော့ကွင်းထဲမှာအားပေးနေတဲ့ပုံစံတစ်ခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ saturation အမျိုးမျိုးကနေပြီးတော့ဖြစ်ပြနေတဲ့ပုံစံတွေကိုသူကကြည့်ပြီးတော့ပြောသွားတာမနေ့က Arsenal နဲ့ပွဲမှာဆိုရင်လည်း ပိဋိတတ်တချို့ကကြတော့အကွင့်ပြင်မှာဆန္ဒပြနေရဗျာပိဋိတတ်တချို့ကကြတော့ဒီကွင်းထဲမှာမယုံနိုင်လောက်အောင် အားပေးနေတယ်ဟိုသူ့အပေါ်မှာဆိုရင်လည်းခုချိန်ဒီပိဋိတတ်တွေကမယုံနိုင်တရားကောင်းလောက်အောင်ဒီ supporting ပေးနေတော့မယ်ဒါကသူလုံးဝမမျှော်လင့်ထားတဲ့အရာဆိုပြီးတော့သူကပြောသွားတယ်ဒါပေမဲ့အခုပိဋိတတ်တွေကခုလိုအားပေးနေတော့တစ်ခါလေမှာတော့သူ့အနေနဲ့ဒီရှက်ဆရာကောင်းတဲ့ခြေနေမျိုးရှိရဗျာအဓိကကတော့အသေးအနေနဲ့ကောင်းကောင်းမစကားနိုင်တဲ့ခါမျိုးတွေမှာတော့အဲ့လိုမျိုးရှက်အိုက်ပေါ်တွေမှာတော့သူရှက်ရွံ့မိရပေါ့ဒါပေမဲ့ဒီမနေ့ကပွဲမှာဆိုရင်အသင်းက team fight ကောင်းကောင်းတစ်ခုကိုပြနိုင်ခဲ့တယ်ဒါကလည်းပိဋိတတ်တွေမြင်ချင်းနေတဲ့အရာဆိုတော့ပိဋိတတ်တွေနေနဲ့လည်းစိတ်ကျဉ်တတ်မှုဖြစ်လိမ့်မယ်ဆို ပြီးတော့သူကပြောသွားတယ် မရကွအတင်းရဲ့နောက်တန်းကစားသမားလေးဒီ Aiden Heaven နဲ့ပတ်သက်ပြီးတော့သူကပြောသွားရတယ်ဒီတော့ကစားသမားလေးကဒီအကောင်းဆုံးကစားနိုင်ခဲ့တယ်သူရဲ့ဒီ Premier League debut မှာဆိုရင်သူ့အနေနဲ့ဒီပွင့်တယ်ပေါ်မှာဒီကစားသမားပို့ပြီးတော့ comfortable ဖြစ်တယ်လို့သူကတော့ခံစားရတယ်ပေါ့ဒါပေမဲ့တချို့သော moment တွေမှာဆိုရင်တော့အခုထပ်ပို့ပြီးတော့ကောင်းအောင်လုပ်နိုင်ခဲ့တဲ့အခြေအနေရှိတယ်အဓိကတော့ဒီပွင့်တယ်ပေါ်မှာအရင် relax ဖြစ်တယ် comfortable ဖြစ်တယ်ဒါပေမဲ့တချို့အချိန်တွေမှာဒီ balance ဖြစ်ဖို့အတွက်လည်းဟိုတိုးတက်ဖို့ရလိုသေးတယ်ဆိုပြီးသူပြောသွားတယ်ဒါပေမဲ့ဘယ်လိုပဲနေနေသူ့တက်ရွယ်နေနေရလို့ pressure များတဲ့ပွဲမျိုးမှာအကောင်းဆုံးခြေစမ်းပြသွားနိုင်တာတော့ ဟိုသူ့အတွက်အကောင်းဆုံးပွဲထွက်ဖြစ်ခဲ့တယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒီ overall အနေနဲ့နေရသူပြောခဲ့ရတယ်ကိုခြုံကြည့်မယ်ဆိုရင်တော့သူ့ရဲ့ game plan ကောင်းကောင်းအလုပ်ဖြစ်ခဲ့တယ်လို့ကျွန်တော်ကတော့မြင်တယ်သူကိုရိုင်းရလည်းဒီပထမပိုင်းမှာဘူးမပေးရအောင်အဓိကဟိုဦးစားပေးရပြီးတော့ဒုတိယပိုင်းမှာချန်နေပိုးရအောင်ကြိုးစားတယ်ဆိုတော့ ဒီစီစဉ်ထားတဲ့အတိုင်းအလုပ်ဖြစ်ခဲ့လို့ပဲကျွန်တော်ကမြင်တယ်။ဒါပေမဲ့ခုနကျွန်တော်ပြောသလိုပဲသူ့အနေနဲ့ဒီပွဲကိုလူလို့ဆိုတာတော့ဘာမှမဖြစ်ဘူးပြ။ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ထက်ပိုကောင်းတဲ့အသင်းတွေလက်ရှိချိန်မှာကျွန်တော်တို့ထက်ဒီ systematic ပို့ပြီးတော့ကြာနေတဲ့အသင်းတွေနဲ့တွေ့ရတဲ့အခါမှာလူလို့ဆိုတာပြဿနာတော့မရှိဘူး။ဒါပေမဲ့ပွဲတိုင်းမှာဗျာဘယ်အသင်းနဲ့ပဲတွေ့တွေ့ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ဒီလူလို့ဆော့နေတဲ့အနေထားတော့ပြင်ဆင်နေတယ်။ သူကတော့ဗျာဒီနောက်ပိုင်းမှာအတင်းအနေနဲ့အမြဲတမ်းလုံးလောက်ဆော့သွားမှာမဟုတ်ဘူးလို့ပြောသွားတယ်။ဒါပေမဲ့အဲ့ဒါသူလိုချင်တဲ့ကစားသမားတွေရတဲ့အချိန်မှပဲဖြစ်နိုင်မယ်လို့ကျွန်တော်မြင်တယ်။ဆိုတော့ဒီယာဒီမှာတော့နောက်ပွဲတွေမှာလည်းဘယ်လိုတင်းနဲ့ပဲတွေ့တွေ့အတင်းရဒီ order ပေါ်မှာတော့လူဘလော့ဆက်ဆံပုံစံမျိုးပဲမြင်တွေ့ရအောင်မယ်လို့တော့ကျွန်တော်ကမြင်တယ်။ဆိုတော့ညီကိုရဲ့အမြင်အရောဘလို့ရှိလဲ။အမိုရင်းရဲ့ niece တွေနဲ့ပတ်သက်ပြီးတော့မနေ့ကအားကြီးနဲ့ပွဲမှာဆိုရင်လည်းဘယ်သူတွေကောင်းငယ်လဲဘယ်သူတွေညံ့ငယ်လဲဆိုတော့ကျွန်တော်ရဲ့ဒီဝင်ရောက်စနစ်သုံးသပ်ပေးသွားပါအောင်။ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုက်နေတဲ့ဆိုရင်လည်း like and subscribe လေးနဲ့အားပေးကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါ ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်